အားလုံးပဲမင်္ဂလာပါဗျာเนาะကျွန်တော်ဒီနေ့နည်းနည်းလေးပြောချင်တာကတော့အခုလက်ရှိကျွန်တော်ဒီအခု TikTok ပေါ်မှာပွဲနည်းနည်းစုနေတယ်เนาะကျွန်တော်ဒီအခုမြန်မာလာလို့မေးတာကိုမွန်လို့ဖြေတဲ့ကိစ္စလေးကိုကျွန်တော်ကိုယ်တိုင်ကြုံရရတဲ့အတွေ့အကြုံလေးတစ်ခုနဲ့ကျွန်တော်မျှဝေခြင်းပါတယ်လို့เนาะအဲ့ဒီအချိန်တော့ကျွန်တော်အသက်က20 20ကျော်သွားတယ်21ပေါ့ဗျာ21တဲ့မှာ21တဲ့မှာကျွန်တော်တို့ကအခုအဲ့ထိုင်းနိုင်ငံကိုရောက်တာဒါမှမဟုတ်ကျွန်တော်တို့ကသွားမှာမလေးရှားကိုသွားမှာเนาะအဲ့ဒီမှာဖြစ်ချင်တော့ဗျာ ျွန်တော်တော့အင်းနဲ့ကျွန်တော်ဒီအခုဟာချိုင်ဆိုတဲ့မြို့ရှိတယ်ဗျ။နော်တော်တော်များရောက်ခွေးတဲ့လူသိပါတယ်။ကျွန်တော်ဒီမလေးရှားကိုသွားမယ်ဆိုရင်ဟာချိုင်မြို့ကိုသွားသွားပြီးတော့မှဟာချိုင်ငားမှတစ်ဆင့်ကျွန်တော်ဒီမလေးရှားကိုဝင်နေပါဗျာနော်။အဲ့ဒီမှာကျွန်တော်တို့ကအကြောင်းမျိုးမျိုးကိုကြောင့်ပေါ့နော်။ကျွန်တော်ဒီဘယ်လိုပြောဆိုကျွန်တော်တို့မလေးရှားကိုပို့ပေးမယ်ပွဲသားနဲ့ကွဲသွားတယ်ဗျ။ကွဲသွားတဲ့အခါကျတော့ကျွန်တော်တို့အုပ်စုက9ယောက်။9ယောက်ဆိုတော့ဗျာကျွန်တော်တို့အဲ့မှာဘယ်တော့လို့ဘယ်လာမှလည်းမသိဘူး။ဘာလို့လုံးဝမှလည်းမသိဘူးဗျာ။ကျွန်တော်တို့အတွေ့အကြုံလည်းမရှိဘူး။အမြန်မာပြည်ကနေပြီးတော့ဟလာဟိုဟိုအခုမှ ပထမဆုံးအဝါဒီထွက်ပူတဲ့အတွေ့အကြုံပေါ့နော်ဆိုတော့ကကြတော့အဲ့မှာကျွန်တော်တို့ဘယ်ရောင်းချာချာတွေဖြစ်နေတာအဲဟာချိန်မျိုးပါဟာခုဘက်ရှောင်းလိုက်ဒီဘက်ရှောင်းလိုက်ဟိုနားထိုင်လိုက်ဒီနားထိုင်လိုက်ပေါ့ဗျာအဲ့လိုဖြစ်နေတဲ့အချိန်မှာဘာသူပြောအဲ့မှာကျွန်တော်ဒီလမ်းဘေးလမ်းဘေးအဲ့တုန်းကကျွန်တော်ဒီဟန်ဖုန်းတွေကခက်မစားသေးဘူးဗျာတဲ့လားအဲ PCO ဖုန်းပေါ့ PCO ဖုန်းတွေရှိတယ်ဗျာနော်ဒီကျွန်တော်မြန်မာနိုင်ငံမှာလည်းဟုတ်ရင်တော့ PCO ဖုန်းလေးကျွန်တော်ဒီလမ်းဘေးစပွဲလေးနဲ့နော်ကျွန်တော်ဒီဖုန်းဆက်တဲ့အချိန်ပေါ့ဗျာအဲ့ဒီအချိန်တော့ကအဲ့ဒီမှာကျွန်တော်တို့ဖြတ်သွားနေတဲ့ မြန်မာစကားပြောတဲ့စကားအတန်ကိုကျွန်တော်ကြားလိုက်ရကြားလိုက်တော့ကျွန်တော်ကဝမ်းသာသွားတာဟာအခု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 ကမြန်မာလားကျွန်တော်တော့မေးလိုက်တာသူကလည်းအဲ့ဒီတိုင်းပဲဖြေတာဗျဟာအခုလည်းကျွန်တော်မြန်မာမဟုတ်တယ်ကျွန်တော်မွန်နဲ့ဟာကဲထားပါတော့အဲ့မနည်းနည်းတော့ဗျာဟိုရင်ထဲမှာတော့နည်းနည်းတော့ဝမ်းနေသွားတယ်ဗျာဘလို့ဝမ်းနေသွားလဲဆိုတဲ့အခါကျတော့ဟိုကျွန်တော်တို့ကဒုက္ခတွေရောက်နေတာအတွေ့အကြုံလည်းမရှိဘူးဟုတ်လားကျွန်တော်ထိုင်းစကားလေးဘာမှမတက်ဘူးထမင်းစားရေတော့ဗျာကင်းခေါက်ဟုတ်လားထောက်လိုက်ခတ်ခပ်ပေါ်မှာခတ်အဲဒီလောက်ပဲကျွန်တော်ကသိတာအများကြီးမသိတော့ အများကြီးမသိတဲ့အချိန်မှာကျွန်တော်ဘယ်သွားလို့ဘယ်လာမှန်းမသိတဲ့ဖြစ်အချိန်မှာနော်အခုကျွန်တော်တို့ဖုန်းဆက်ခြင်းတော့ပါပဲအဲ့ကျွန်တော်တို့အဲ့အဲ့လမ်းဘေး PC ကိုဖုန်းဝါကြည့်တယ်အဲ့မှာအမျိုးအကွာပေါ့ကျွန်တော်တို့ထိုင်းမှလေးထိုင်နေပေါ့နော်ကျွန်တော်ဖုန်းဆက်ခြင်းပါတယ်ဆိုလဲကျွန်တော်မပြောတတ်ဘူးအဲ့အဲ့လိုမဖြစ်တဲ့အချိန်မှာဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကတကယ်ဒုက္ခရောက်နေတဲ့အချိန်မှာကျွန်တော်တို့ကဒီအခုဒါ तू ကကောက်ရိုးတမြင်လို့ပဲပြောလို့ရမှာပေါ့ဟာအဘွေလေအခုမုံမဖြစ်မြန်မာဖြစ်ဖြစ်ဘာလို့ကျွန်တော်တို့ဒီလိုလူကြောင်းကျွန်တော်တို့ဒုက္ခရောက်နေလူဘာလို့ကျွန်တော်တို့ကိုကူညီပါလို့အမင်းတို့ဘယ်လာလဲတဲ့အကျွန်တော်တို့အဲ့လိုပဲကျွန်တော်မြန်မာပြည်ကလာပါမင်းတို့ဘယ်သွားမှာ ကျွန်တော်တို့မလေးရှားသွားမှာပါအကိုလို့ဆိုတော့အေးတဲ့နေုံနေုံနေုံနဲ့အဲ့ဒါခဏနေုံနဲ့ငါတထေကိုငါအရင်ဖုံးဆက်လိုက်အောင်ပဲဆိုပြီးတော့ငါတထေကိုသူသူတထေကိုသူဖုံးဆက်ပေးတယ်ဖုံးဆက်ပြီးသူအကျိုးကြောင့်ပြောတယ်ပြောသူတို့ကတော့ထိုင်းမှနေတာကြတော့ထိုင်းစကားတွေကြွားနေပြီပေါ့အဲ့ပြီးတော့သူတထေကကျွန်တော်တို့လာခေါ်တယ်ဗျလာခေါ်ပြီးတော့ကျွန်တော်တို့ဗျကောင်းကောင်းမွန်နောက်ပိုင်းကျတော့ကျွန်တော်တို့ကိုကျွန်တော်တို့ပွဲသားတွေနဲ့သူတို့ပြန်ချိတ်ဆက်ပေးတယ်ဘာပဲဖြစ်ဖြစ်ပဲပေါ့ဗျာเนาะအဲ့ဒီမှာကျွန်တော်တို့အခုကျွန်တော်တို့ကြုံခဲ့တဲ့အချိန်ပါပေါ့နော်ကျွန်တော်မြန်မာလာလို့မေးလိုက်တော့မွန်လို့ပြောလိုက်တဲ့အချိန်မှာတော့နည်းနည်းတော့ယင်ထဲမှာတော့ မကောင်းဖြစ်သွားတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ကပြည်တော်စုဘွားတိုင်းသားတွေဟုတ်လားနော်ကျွန်တော်ဒီမြန်မာနိုင်ငံမှာဆိုရင်ထားပါတော့လူမျိုးပေါ့နော်ကချင်ကရားကရင်ချင်းဘုံဗမာဘုံရခိုင်ရှမ်းပေါ့ဗျာနော်ဒီတိုင်းသားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့သူမုံပဲဖြစ်ဖြစ်မြန်မာပဲဖြစ်ဖြစ်ကရင်ပဲဖြစ်ဖြစ်ရှမ်းပဲဖြစ်ဖြစ်ရခိုင်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့ဗျာဟုတ်လားဒီနိုင်ငံသားတယောက်ဆိုရဲအတိနဲ့သူကျွန်တော်တို့ကိုကူညီသွားတယ်နော် ကူညီသွားတယ်ကျေးဇူးလက်တင်ပါတယ်အဲ့တော့အကူဒါပေမဲ့ကျွန်တော်တို့နောက်ပိုင်းတော့အဆက်အသွယ်မရှိလို့ပြောသူကတော့အဲ့ time မှာပဲကြံခဲ့တယ်ပေါ့နော်ကျွန်တော်တို့တော့မလေးရှားကိုဆက်သွားတယ်ပေါ့နော်အဲ့အဲ့အဲ့မှာကျွန်တော်ဘာလေးပြောညင်လဲဆိုတဲ့အခါကျတော့ဘာပဲဖြစ်ဖြစ်ဗျာကျွန်တော်တို့ပြည်တော်စုဘွားတိုင်းရင်းသားတွေနော်ကျွန်တော်တို့ဒီခု United Union of Myanmar ပေါ့ဗျာအဲ့မြန်မာနိုင်ငံတော်ကြီးထဲမှာမိတင်းနေထိုင်နေတဲ့ တိုင်းသားတွေအချင်းချင်းတွေးမခွဲပါနဲ့အမှဟိုဘယ်လိုပြောမလဲဆိုတော့တို့ကတော့တို့ပြောတတ်တယ်လို့ပြောလိုက်တာပေါ့နော်ကြောင်တယောက်လည်းဘွေမယူပါနဲ့ ။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့သူတယောက်ရဲ့ကျွန်တော်ဒီတိုင်းသားတွေမှာပဲဗျာသူရင်တွင်းခံစားချက်ကိုစီးတွေရှိကြတယ်ဆိုတော့ဒါကျွန်တော်တို့စာအုပ်တွေဖတ်လို့လည်းညောနားလဲပါတယ်။အဲ့အတွက်ကြောင့်မို့တယောက်တယောက်မငင်းမာနဲ့မခုံမာနဲ့တော့ကျွန်တော်ကြားရတယ်ကျွန်တော်ပြောပြတာပါ။တကယ်တကယ်ကျွန်တော်တို့အခုကျွန်တော်တို့ဗမာတွေပေါ့ဗျာကျွန်တော်တို့ဗမာ9ယောက်။နော်အဲ့ဒီမှာဟာချိုင်မြို့မှာဗမာ9ယောက်ကဒုက္ခရောက်နေတဲ့အချိန်မှာလဲကျွန်တော်တို့အဲ့မွန်လူမျိုးတယောက်မွန်လူမျိုးတယောက်ကကူညီဘူးပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်လည်းအဲ့ဒါလေးကိုကျွန်တော်ပြောခြင်းပါတယ်နော်။ ပြောင်းနေတယောက်စကားအတုံးတုံးလေးအမှန်အများဘာမှလည်းဟိုအရန်ရေးမကြည့်ဘူးလို့ထင်ရတဲ့အရာတွေကြတော့တချို့လူတွေအတွက်ကြတော့အရေးကြီးတဲ့လူတော့ထင်ရတာပေါ့ဟုတ်လားဒါပေမဲ့တိုင်းသားတွေကလည်းသူတို့ပြောတတ်တယ်လို့ပေါ့ဗျာဘာလို့ဆိုတော့တိုင်းသားဆိုတာကတိတဲ့အတိုင်းမြန်မာစကားကိုတချို့တွေလည်းကြတော့သူတို့တိုင်းသားစကားကိုပဲသူတို့ပြောကျင်တဲ့လူတွေလည်းရှိတယ်နော်ကျွန်တော်မြန်မာလူမပြောကျင်တဲ့လူတွေလည်းရှိမယ်ဒါကတော့လူအမျိုးမျိုးစိတ်ဖုံဖုံပဲနော်ဆိုတဲ့အခါကျတော့တယောက်တယောက် အရင်ရဲ့ပြစ်မတင်ကြပါနဲ့မဝေဖန်ကြပါနဲ့ဒါပေမဲ့ကျွန်တော်တို့ယုံကြည်ပါတယ်ကျွန်တော်ဘာကိုယုံကြည်လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့တိုင်းသားတွေကနော်ဘာပဲဖြစ်ဖြစ်ကျွန်တော်ဒီမြန်မာနိုင်ငံဆိုတဲ့ခေါင်းစဉ်အောက်မှာကျွန်တော်တို့အခုဘာပဲဖြစ်ဖြစ်စုပေါင်းနေထိုင်တဲ့အတွက်တယောက်တယောက်သွေးမပွဲကြပါနဲ့တယောက်တယောက်အရင်ကြီးနေမဲငဆာကြီးမဝေဖန်ကြပါနဲ့လို့ပြောကြရင်လည်းကျွန်တော်ဒီနေ့ DVD ကိုကျွန်တော်ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်တို့တစ်ချိန်တုန်းကကျွန်တော်တို့၅ယောက်ကိုပေါ့နော်ကျွန်တော်တို့၅ယောက်ကိုတစ်ချိန်တုန်းကဟာချိုင်မြို့မှာကူညီခဲ့ဘူးတဲ့ မွန်လူမျိုးတယောက်ကိုတရိယာတော့အပြင်ဒီဗီဒီယိုလေးကိုတင်ပေးလိုက်ပါတယ်အားလုံးပဲသွေးစည်းညီညွတ်ကြပါစေလို့ကျွန်တော်ပြောချင်ရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်ပြောတဲ့စကားတွေထဲမှာအမှားယွန်းတစုံတရာပါရှိခဲ့လို့ရှိရင်လည်းကျွန်တော်ကိုဝေမျိုးပဲနဲ့ကျွန်တော်ခွင့်လွှတ်ပေးပါနားလည်ပေးပါကျွန်တော်ပြောတတ်သလိုလေးပြောလိုက်တဲ့စကားတွေအပေါ်မှာလဲနော်ဟိုကျွန်တော်ကိုနားလည်မှုအပြစ်ထားပေးကြပါလို့ပြောချင်ရင်းနဲ့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးပဲ ညီညွတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရဗျအားလုံးပဲမင်္ဂလာပါခင်ဗျာ